ဈေးရနေပြန်လာပါပြီရှင်။ကဲအသီးရလေးလေးစားကျင်တာလေးတွေဝဲလာတယ်။ဒီနေ့ဗာစားရမလဲဆိုတော့တက်တက်လွှင်ဟင်းလေးစားကျင်တယ်။အဲ့ဒါနဲ့ဂျပန်ဒုတ်ဘူးလေးနဲ့ခရမ်းကျင်သီးလေးနဲ့ချက်စားပဲ။ဒီဟင်းလေးရလေးစားတဲ့နေရာမှာလည်းအရန်ကောင်းချက်ရတယ်လေလွယ်ကူတယ်။တက်တက်လို့တမားလေးပဲဆိုလေအရန်ကိုတင့်တော်တယ်။အမအုပ်စုံဂျပန်ဒုတ်ဘူးလေးတွေကိုအနေတော်လေးတုံးလိုက်မယ်နော်။ကဲ ဂျပန်တူဦးလေးကိုလှီးပြီးသားပြီဆိုတော့ခရမ်းကျင်ဒီလေးကိုလှီးပါမယ်ရှင်ဒီကွန်းလေးရလေခရမ်းကျင်ဒီသုံးတဲ့နေရာမှာကိုင်းခရမ်းကျင်ဒီလေးတွေကိုပို့ကြိုက်တယ်သူကကြတော့လေအီအီလေးနဲ့လေပို့ပြီးတော့အချင်းအရသာလေးရလေပို့စားလို့ကောင်းတယ်ဒါလေးသုံးမယ်နော်ကဲရေးစေးပြီးသားခရမ်းကျင်ဒီလေးတွေကိုဒီလိုမျိုးလေးတွေအနေတော်လေးတွေစိတ်လိုက်မယ်ပေါ့နော်လေးစားချက်တော့မှာဆိုတော့ဂျပန်တူဦးလေးမှာပါဝင်တဲ့တစ္စည်းလေးတွေကိုဒီကွန်းကထပ်ပြီးတော့မိတ်ဆက်ပေးပါဦးမယ်ဒါလေးကတော့အနေတော်လှီးထားတဲ့ဂျပန်တူဦးလေးပါရှင် ဒါလေးကကြတော့ကိုင်းခရမ်းကျင်သီးလေးကိုနုနုကလေးစိတ်ထားတာပါရှင်။ဒါလေးကတော့ကျပ်တွန်ဖြူလေးလီထားတာပါ။ကျောင်းလေးတပွဲဖြစ်ဖို့အတွက်မပါမဖြစ်အရေးကြီးဆုံးကတော့ခနောဘက်စုံသုံးဟင်းခတ်မုံလက်ဖက်ရည်စုံတစုံနဲ့ဒီကောင်ကချက်ပြမှာနော်။စီလေးထည့်လိုက်ပါမယ်ရှင်။စီလေးပူလာပြီဆိုတော့ကျပ်တွန်လေးစီပတ်ပါမယ်ရှင်။ ကျက်သွန်ပြူလေးအနံလေးမွှေးလာပြီဆိုရင်တော့ကိုင်းခရမ်းချစ်ပြီလေးကိုဒီတတ်ပါမယ်။ရောင်လေးလာသွားအောင်လို့ရိုတီမုံလေးအရောင်လေးထည့်တိုက်မယ်နော်။ကဲခရမ်းချင်ဒီအနှစ်ကလေးတွေရလာပြီဆိုတော့ဒီကုန်းကဒီဟင်းပွဲမှာအရသာအရန်ပေါ်လွင်အောင်လို့ခနောပတ်စုံသုံးဟင်းခတ်မုံလက်ဖက်ရည်တစုံလေးကိုဒီကုန်းကသုံးပြမှာဖြစ်ပါရဲ့ရှင်။ တစုံနဲ့နော်တစုံနဲ့အာခရမ်းကျင်ဒီအနှစ်ထဲမှာအရသာတွေအကုန်လုံးပျော်ဝင်သွားပြီဆိုတော့ဂျပန်တိုဖူးလေးကိုထည့်လာတော့မယ်ရှင်ဒီကွာလေဒီခနောဘက်ဆုံသုံးရင်ခတ်မုံဘာဖြစ်လို့ကြိုက်တာလဲဆိုတော့ဒီရင်တပွဲမှာလိုအပ်နေတဲ့ချိုမုံလိုစားလိုငံပြရီလိုဘာတစ်ခုမှတက်ခဲ့စရာမလိုဘူးဒီခနောဘက်ဆုံသုံးရင်ခတ်မုံလေးတစုံနဲ့နဲ့နေကြီးကြီးစုံတာနော် နက်နက်မီလေးတော့ထည့်မယ်စိုက်တယ်ဟိုအနက်လေးကိုမွေးနေရပဲအေးအရသာတွေပြည့်ပြည့်စုံသွားတယ်ခနောဟင်းခတ်မုံလက်ဖက်ရည်တစိုးနဲ့နဲ့ချက်ထားတဲ့ဂျပန်တုံးဟင်းလေးရပါပြီရှင်嗯，刚来的，天天压大了，晒呗。 အဲ့ဒါကြောင့်မလို့ကနောဘက်ဆောင်သွင်းဟင်းခတ်မဟုတ်ကောင်းတာ哦ဟုတ်ကဲ့အာခုမှသတိရတယ်သတင်းကောင်းလေးတစ်ခုရှိတယ်နော်အခုဗီဒီယိုဖိုင်ကိုကြည့်နေကြတဲ့မိတ်ဆွေတွေအတွက်စုလက်ဆောင်တွေရမယ်အထူးစီစဉ်ရှိတယ်နော်အဲ့ဒါကဘာလဲဆိုတော့ဒီကိုလေးအခုချက်ပြသလိုမျိုးဟင်းတစ်မျိုးမျိုးကိုကနောဘက်ဆောင်သွင်းဟင်းခတ်မဟုတ်လက်ဖက်ရည်တစ်စွန်းနဲ့ချက်ပြရမှာနော် ဟင်းချက်ပြီးသွားရင် ကိုယ်တိုင်ချက်ထားတဲ့ဟင်းလျာကိုခနောပတ်စုံသုံးဟင်းခတ်မုံနဲ့အတူဓာတ်ပုံရိုက်ရပါမယ်။ဒါမှမဟုတ်ဗီဒီယိုရိုက်ပြီးတော့ကိုယ့်ရဲ့အကောင့်မှာ public နဲ့ post တင်လိုက်ပါ။ public နဲ့တင်ထားတဲ့ post link ကိုခနောမြန်မာ facebook page ရဲ့ campaign announcement post အောက်မှာ comment လေးတွေမှတ်ပေးရပါမယ်။ campaign ကာလကတော့ february 24ရက်နေ့ကနေ march 20ရက်နေ့လယ်12နာရီအထိဖြစ်ပါတယ်ရှင်။ စုလက်ဆောင်အနေနဲ့ react အများဆုံးသူကို people choice award ပေးမှာဖြစ်ပြီးစုလက်ဆောင်ကိုတော့နှစ်သိန်းကျပ်ချီးမြှင့်မှာဖြစ်ပါတယ်ရှင်။နောက်ထပ်စုအနေနဲ့ Knoll favorite award စုကိုနှစ်သိန်းကျပ်ချီးမြှင့်မှာဖြစ်ပြီးဟင်းပွဲအပြင်အဆင်အကောင်းဆုံးဆုံးစုကိုနှစ်သိန်းကျပ်ချီးမြှင့်မှာဖြစ်ပါတယ်ရှင်။အကောင်းဆုံး set တီထွင်နိုင်ဆုံးစုကိုလည်းနှစ်သိန်းကျပ်ချီးမြှင့်မှာဖြစ်ပါတယ်ရှင်။ the best of kano အထူးစုကိုတော့ဆယ်ယောက်ထိချင်းမြင်မှာဖြစ်ပြီးစုလက်ဆောင်ကိုတော့တဦးလျေ9000ကျပ်ထိချင်းမြင်သွားမှာဖြစ်လို့ kano ဘတ်စုံသုံးဟင်ခမုံနဲ့လက်ဖွဲ့ရည်စုံတစုံကိုသုံးပြီးအရသာကိုပုံပေါ်လိုက်ကြပါစို့နော်စုလက်ဆောင်ကန်ထူးခြင်းရင်တော့ post တင်တဲ့အခါမှာ hashtag the zone challenge hashtag kano မြန်မာကိုတော့မပါမဖြစ်ထည့်ပေးရမယ်နော်အေးချစ်လေးတို့ရေ စားရတာလည်းအရန်ကောင်းချက်ရတာလည်းအရန်လွယ်ကူတဲ့ဟောဒီလိုဟင်းမျိုးလေးတွေကိုလေဒီကုန်းနဲ့အတူလိုက်ပြီးတော့ချက်စားကြည့်ရအောင်နော်ကို့အိမ်မှာဒီလိုဟင်းကောင်းကောင်းလေးချက်စားမယ်ဆိုရင်တော့ခနောဘတ်စုံသုံးဟင်းခတ်ဖို့လက်ဖက်ရည်တစ်စုံပဲလိုတယ်နော်ဒီကုန်းလိုမျိုးဘယ်သူလိုက်ချက်စားမလဲ ready ပဲလား